လုံးမင်္ဂလာပါရှင်ကပရီယိုဖြစ်ပါတယ်အခုဘလော့လေးရတော့အခုဘလော့လေးရတော့ beach သွားတော့မှာပေါ့နော်ငွေဆောင်ကန်းကြီးသွားတော့ကရိုက်ထားတဲ့ဘလော့လေးဖြစ်ပါတယ်ဒါကတော့ Grand ငွေဆောင် Hotel ပဲဖြစ်ပါတယ်သူက Grand ချောင်းသာထပ်ပိုကောင်းတယ်လို့ပြောလို့ရတယ်ကွာဒီလားချောင်းသာမှာအဲဆိုတော့ Grand Adventure ဒါကတော့ငွေဆောင်မှာပထမဆုံးတက်ပြတာပေါ့နော် Grand ဈေးလည်းအရင်မကြည့်ရနဲ့အဲဘတ်ချက်ဖြစ်တယ်အလယ်လက်ပေါ့နော်ဈေးတက်တယ်ဟိုတယ်အမှဆိုတော့ grand ကိုရွေးချယ်တင်ပါတယ်ပင်လေးစီကိုသွားပါမယ်ဒီဘက်မှာဆိုလို့ရှင်အဲမြက်ခင်းလေးတွေပေါ်မှာ photo shoot လုပ်လို့လည်းမိုက်တယ်အဆင်ပြေရပေါ့နော်သူ့ရဲ့ location လေးရလဲ chain ပြတူอ่ะ ဘက်မှာဆိုရင်ရေကူးပန်လေးရှိတယ်ဟိုမှာမြင်နေရဒီဘက်မှာဘန်ဂလိုတလုံးချင်းလေးလုံးချင်းလုံးချင်းလေးနေပေါ့နော်ညဘက်ဆိုလည်း beach မှာပဲဒီလိုမျိုးချေးလောက်ကြမလားဒီမြက်ခင်းမြော်မှာပဲလောက်ကြစားကြပြောကြပါကြအဲ့လိုလုပ်လို့ရပါတယ်ပေါ့နော် sound box တွေပါတယ်ယူလာလို့လည်းရတယ်အဲ့ဒါဆိုပြီးကဲလို့ရတယ်ပေါ့နော်ကိုရီးယားတော့ sound box မပါဘူး လေလေးတွေကတိုက်ပြီးတော့ fresh air ဖြစ်တဲ့မိုးရာသီမှာဆိုရင် beach ကိုသွားဖို့ recommend ပေးရမှာနော်မိုးရာသီအဆင်ပြေပို့ပြီးတော့ hotel တွေဘာတွေကလည်း promotion ရှိရပါတယ်လားနောက်ဂျွန်လာတို့အဂျွန်လိုင်းတို့ August တို့ဆိုရင်သူတို့က promotion တွေရှိတယ်အားကြောင့်မလို့အဲဈေးတက်တာနဲ့ပေါ့နော်ဒီလိုမျိုးတဲလို့ရတယ်အဲ့ချင်းဒါလေးကတော့ swimming pool တွေပါခလေးတွေပါမယ်ဆိုလို့ရှိရင်တော့ဒါလေးကမရှိမှဖြစ်ပါတော့ swimming pool တွေပါ ဲမှာလည်းဘတ်တက်ရှိတယ်ပေါ့နော်ရေချိုးဒါကတော့ပင်လယ်ကိုရိုက်ပြထားတာပင်လယ်တော့မဆဲတော့ဘူးနော်ဟုတ်ပါတော့အဲ့လိုဘန်ကလိုလုံးချင်းလုံးချင်းတစ်ခုချင်းစီနေတယ်အဲ့လိုမျိုးရှိရဲ့သူကဟိုဘက်မှာဆိုရင်လည်းဘေးတင်တိုက်နေလည်းရှိတယ်ဆိုလို့ရှိရင်ဘဲကိုသွားနေတာလေဆိုတော့ဟိုးမတဲလေးရှိကိုသွားနေတာပါ အဲ့တဲလေးကပါရောက်လာလဲဆိုတော့ကြည့်လိုက်ပါဦးအရာလေးကဘာသိဖြစ်မလဲဆိုတော့ဟုတ်ပါတယ်အုံးသေးပါ အုံးရည်ဆိုင်ကိုသွားတယ်အဲ့နေရာလေးကအုံးရည်ရောက်တဲ့နေရာလေးဖြစ်ပါတယ်အခုဆိုလို့ရှိရင်ငကိုတော့က 16500နဲ့တောက်ခဲ့ရတဲ့အုံဒီတလုံးကအခုဆိုရင်တော့3000ဖြစ်သွားပါပြီရှင်။မြန်မာငွေကျပ်3000ဖြစ်သွားပါလေ။အုံဒီတလုံးကိုပေါ့နော်။ဒီနှစ်စာကျော်ခုန်တက်သွားတယ်ပေါ့နော်။အခုဆိုရင်ဒီဘက်ကိုပြန်လာပါမယ်။ဒါရတော့ဘန်ဂလိုတလုံးချင်းနေတယ်။ fresh ဖြစ်တဲ့ beach သွားရတဲ့ feeling ရတယ်။သွားကြတော့ဘယ်ချိန်သွားသာမယိုးဘောနော်အဲ့ beach ကမုတ်ကကြတော့ beach မုတ်ကကြတော့လာလာတစ်ခါလောက်သွားရင်တော့အဆင်ပြေ။ဒါဘယ်တင်တိုက်ကလေးတွေနော်ဟိုဘက်ကဘန်ကိုတိုက်တာဘယ်တင်တိုက်အပေါ်တက်မှာအပေါ်တက်တက်ကလည်းအခန်းလေးဒါ။ဒီဘက်မှာလည်းအကျဲရှိပါတယ်။ တွက်ဆက်သွားလို့ရှိတယ်အမလုံးချင်းနေလည်းရှိသေးတယ်ပေါ့အများကြီးချက်ကြရမရသေးဘူးပေါ့တော့အစိုးရထသွားတာဆိုတော့ကိုးနာရောက်ကြရရောက်တော့ကိုးနာစေတာရောက်တိုင်ပတ်တယ်ပေါ့နော်โอเคအခုဆိုရင်ခန်းစားတယ်ဒီဟိုတိုင်ရဲ့ပကိုင်းတဲ့အနန်းရဲ့ပစိုးလေးရမယ်နော် ဘယ်ဆိုအဝါစားခဲ့ပါတယ်ဘိုက်အလာခံပြီးတော့အဝါစားခဲ့ပါတယ်ပစောကင်းနေလက်ရှိရောတော့ဟိုရေပွဲကင်းရေပွဲကင်းတော့မစားဘူးငါးကင်းချင်းရတော့အသက်ပဲနော်ဝေဆောင်မှာအဘိစ္စရာဆိုအချင်းအတက်ပဲသူတို့လုပ်တဲ့အချင်းတွေ။နောက်နေ့မနက်မှာတော့ เนาะဒီမှာ breakfast စားဖို့အတွက်စောစောထပြီးတော့9နာရီခွဲလောက်ကလေးက breakfast လာစားပါတယ်ဒါကတော့ breakfast စားမဲ့ dining room ကိုတွားနေကြတာပါသူကတော့အပေါ်တက်ကြတယ်ပေါ့နော်ကိုနေတဲ့အခန်းနဲ့ဒီဘက်ကအပေါ်တော့ကိုတက်ရပါတယ်အဲ့မှာသူကလက်မှတ်ကလေးပေးရတယ်ပေါ့နော် breakfast စားမယ်အရောက်အရင်ထွက်နေပေးရတယ်ပြီးရင်အရင်ဆုံးအမခုံနေရရှာပြီးတော့ပေါ့မုတ်တရအများကြီးပဲမုတ်တရမနက်စာအဆုံနေပေါ့နော် ဒီမှာကခုံနေရာအရင်ယူလိုက်တယ်ပေါ့ကိုလိုချင်တဲ့နေရာလေးမှာအရင်ဆုံးထိုင်တယ်ပြီးရင်ဒါကတော့အုံနှုတ်ခေါက်ဆွဲပါအုံနှုတ်ခေါက်ဆွဲကအရန်ကြိုက်တယ်ပုံမှန်ဆိုမစားပြဘူးကွာအလိုဟိုတယ်ပိုင်းသွားရင်တော့အုံနှုတ်ခေါက်ဆွဲစားတယ်ဒါသူနဲ့တွဲစားတဲ့အကျော်လေးပေါ့နော်ဒါတော့ဒါဆန်ပြုတ်ပါဆန်ပြုတ်ကတော့မစားပြပါဘူးဒါအုံနှုတ်ခေါက်ဆွဲရရတော့ share ဆွဲခဲ့ပါတယ်အရန်ကြိုက်ပါတယ် ကအဲကျက်သွန်စိမ်းလေးနဲ့အမကျက်သွန်ကျော်လည်းရှိတယ်ကျက်သွန်စိမ်းလေးထက်ငရုတ်သီးစိမ်းအရန်ကိုကြိုက်တယ်အဲအိမ်မှာဆိုတော့ခေါက်ဆွဲစားနေကြဆိုတော့လေအဲလို hotel by breakfast ဆိုလို့ရှိရင်တော့အုံလို့ခေါက်ဆွဲပါရင်တော့အဲ့ဒါကိုပို့ပြီးတော့ရွေးပြီးစားတယ်ပေါ့နော် ပုံမှန်မစားဖြစ်တာလေးတွေကိုအဲလိုမျိုးရွေးပြီးတော့ရစ်ချက်ပြီးတော့စားပါတယ်ရှင်ဒါလေးကတော့ထမင်းကြော်ထမော်ကျဲမှာမပါမဖြစ်ပါတော့ထမင်းကြော်ကလည်းနည်းနည်းတော့ယူလိုက်ရမှာ မင်းကျော်အမနည်းနည်းတော့ဝတ်ထည့်ပါတယ်။အခလေးလည်းပါတော့ခလေးလည်းစားမလားဆိုပြီးတော့အဲ့ဒါပို့ထည့်လိုက်တယ်ပေါ့နော်။ထမင်းကျော်ကတော့အိမ်မှာလည်းအမြင်စားပဲပဲမပါမဖြစ်အဲ့ဒါကတော့အမြဲတမ်းပဲစားပြစ်တယ်ပေါ့နော်။ဘဲရောက်ရောက်အဲ့ဒါကတော့ကင်မရာလေးအဲကိုကင်ကိုရိုက်အဲ့လိုလောက်ကတော့နည်းနည်းတော့လှုပ်နဲ့သီးခံပြီးကြည့်ပေးကြပါတော့။ဒါဘိတ်ချင်လေးပါအချင်ရလဲအဆုံးရှိရဲ့။ဘိတ်ချင်စားမလားဗာစားမလဲပေါ့နော်။ ပြီးရင်ဒီဘက်မှာစောင့်ပြီးတော့ဘာယူမလဲဆိုတော့ဒါကတော့ကြာစံကြောဖြစ်ပါတယ်ကြာစံကြောတဝက်ခမင်းကြောတဝက်ယူလိုက်ပါတယ်ပြီးရင်ပိတ်ချက်လေးနဲ့ရွှဲပဲအဲ့မှာဖုန်းကလှုပ်တော့လှုပ်နေမှာเนาะရိုက်ကဒါကတော့အမှခင်ခမင်းကြောနဲ့တွဲစားတယ်ခင်းနေအဲ့ဒါကတော့မယူဖြစ်တော့ဘူးဒီဘက်က sausage ကိုယူရဲပေါ့နော် sausage ကို sauce နဲ့ကျွန်တော်ရစားကြိုက်ပါတယ်ဒါတော့မြန်မာမုန်လေးရပါပြင်အချိုတဲပို့ယူပါတယ်ချက်တော်ကျော်အရန်လိုက်တယ်ဟိုအုံလို့ခေါဆွဲနဲ့တွဲစားလို့ရှင်လဲမိုက်တယ်ဒီတိုင်း sauce နဲ့တို့စားရင်လဲကြိုက်တယ်ဒါကတော့ cheese အလုံးလေးတွေပေါ့နော်သူကကြတော့ဒီဘက်မှာပါမုတ်တွေရှိရယ်မျိုးစုံအဲ့ဒါနဲ့စားပြစ်ပါတယ် jam လေးလည်းရှိရယ်ပေါ့နော် ဒါကတော့ juice orange juice ယူပါတယ်အသီးလည်းပါတယ်ပေါ့နော်အဲ grand မှာ grand ငွေဆောင်မှာတဲဖို့ recommend ပေးရပါတော့။ငွေဆောင်လာမယ်ဆိုလို့ရှိရင်အဆင်ပြေပါတယ်။ floor လေးကိုဒီမှာပဲအဆုံးသတ်လိုက်မယ်နော်။နောက်မှာကန်းချစ်ပုံလေးထည့်ပေးပါမယ်ရှင်။